ကြည့်ရှုနေကြတယ်တာတာမီမီတို့ရဲ့မိဘများအားလုံးကိုမင်္ဂလာပါလို့ဆရာနှုတ်ခွန်းဆက်ပါတယ်ဆရာဒေါက်တာဆိုင်းမြတ်သူပါဒီနေ့မှာတော့ဆရာတို့လက်တလုံးမှာလည်းအဖြစ်များနေတဲ့เนาะပုံမှန်လက်ကလေးတွေမှာအဖြစ်များတတ်တဲ့ယောဂါတွေတဲကတစ်ခုဖြစ်တဲ့ဝမ်ပြောင်းဝမ်းလျှော်ယောဂါအကြောင်းကိုဆရာတို့ပြောပြပါမယ်เนาะ ဝင်ပြောက်ဝင်လျှောဆိုတာဘယ်အချိန်မှဝင်ပြောက်ဝင်လျှောဖြစ်တယ်လို့ဆရာတို့သတ်မှတ်မလဲပေါ့နော်အဲ့တော့ကလေးက "तू ကဒီနေ့စားတာအစားများသွားလို့လေပွားတာလေးတွေစားမိလို့၄၅၆ခါတွားတယ်အဲဒါပေမဲ့အတုံးပုံမှန်ဝင်မဲ့တွားတယ်ဒါဆိုရင်ဝင်ပြောက်ဝင်လျှောလို့ခေါ်မလားပေါ့နော်ဆိုတော့အဓိကဆရာတို့သတ်မှတ်တာကအချိန်ရည်ရဲ့ဝင်ရဲ့ consistency ခေါ်တဲ့အပြော့အမာရဲ့ဒီနှစ်ခုနဲ့မျှပြီးသတ်မှတ်ရပါတယ်အဲ့တော့တနေ့ကိုဆရာတို့ဝင်အရေးတွေ ်3ခါနဲ့အထက်သွားပြီဆိုလို့ရှိရင်ဒါဆရာတို့ဝမ်းပြဝမ်းလျှော်လို့စပြီးတော့တတ်မှတ်ပါပြီเนาะအဲ့တော့တစ်ခါနှစ်ခါအရေးသွားတာမတတ်မှတ်ဘူးအစားများသွားလို့เนาะဝမ်းအမာတွေခဏခဏသွားတာဒါဝမ်းပြဝမ်းလျှော်လို့ဆရာတို့မခေါ်ဘူးเนาะအဓိကကဝမ်းအရေး3ချိန်နဲ့အထက်သွားပြီဆိုရင်ဝမ်းပြဝမ်းလျှော်ဖြစ်တယ်လို့ဆရာတို့ကတတ်မှတ်ပါတယ် ံပါတ်1ကတော့အခုပြောတဲ့ဝန်သွားတာနဲ့လာပါတယ်အဲဒါနဲ့တွဲတတ်တာလေးကကြတော့ဆရာတို့ဖျားလဲဖျားတတ်တယ်အကဲ၍မြအံပါအံလာတယ်ဆိုရင် အထက်လန်အောက်လျှော်လေးဖြစ်ပြီးပေါ့နော်အဲ့တော့ဒီထက်များဆိုးလာခဲ့လို့ကလေးကဝန်းသွားတာအရန်များလာခဲ့ရင်ကလေးမှာရေတခန်းချောက်လာတယ်အဲအဲ့အခါမှာမျက်ကွင်းလေးတွေခြိုင်လာတာမျိုးကလေးကရေတအားငတ်လာတာမျိုးအရေပြားလေးတွေကတင်းတင်းရင်းမရှိတော့ဘဲနဲ့တအားဆိုးလာလို့ရှင်အရေပြားလေးကိုဆွဲကြည့်လိုက်လို့ရှင်ဆရာတို့အရေပြားလေးကတွန့်တွန့်လေးဂျန်ခဲ့တာပေါ့နော်ပုံမှန်အသားလိုတင်းတင်းရင်းရင်းမရှိတော့တာမျိုးအဲ့ဒီထက်များတအားဆိုးလာခဲ့လို့ရှင်ကလေးရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့စားဓာတ်ရေဓာတ်မျှတမှုမရှိတော့ဘဲနဲ့တက် သွားတာနောက်ကလေးရဲ့အသက်အန္တရာယ်ဖြစ်စေတာဒီစင့်တီပါဆရာတို့ကဖြစ်တတ်ပါတယ်เนาะအဲ့တော့ဝတ်ပြောက်ဝင်းလျှော်ဖြစ်ပြီဆိုလို့ရှိရင်ဒါပုံမှန်ဟိုတကယ်နှစ်ရက်နဲ့ပြီးသွားတာလည်းရှိသလိုဆရာတို့အရေးပေါ်အစင့်တီလည်းရောက်တတ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ပေါ့လို့မရတဲ့ယောဂါလို့ပဲဆရာတို့ပြောရမှာပေါ့เนาะအဲ့တော့ဒီနေရာမှာတော့ဆရာတို့အားလုံးသိကြတာလေးကဒါကလေးတယောက်ဝင်းလျှော်လို့ရှိရင်ဒါစားတိုက် နော်အဲ့တော့ဒါစားအပြင်ရောဘာတွေလုတ်ပေးလို့ရသေးလဲပေါ့နော်အဲ့တော့ဖြစ်တာကတော့ဒီဝင်ပြောင်းဝင်လျှော်ဒီ virus ကြောင့်မလို့ဖြစ်တာ bacteria ကြောင့်မဟုတ်ဘူးအဲ့အတွက်ပိုတက်ဆီတိုက်ဖို့မလိုအပ်ဘူးပိုတက်ဆီဆိုတာဆရာကလိုအပ်မှတိုက်ပါနော်အဲ့တော့ဒီယောဂလေးကဖြစ်ပြီဆိုရင်ဆရာတို့နှစ်ရက်ကနေ၅ရက်ပေါ့နော်အကျန်းမြင်ဒီလောက်တော့ကြာတတ်ပါတယ်အထက်ကရေတွေဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ရေဖြစ်ဖို့လိုအပ်တယ်အဲရေနဲ့တူတူပါသွားတာဓာတ်စားတွေဖြစ်တယ်ဓာတ်စားဓာတ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ပါဇက်ကနေပြီးတော့ဓာတ်စားကိုပြန်ပြီးတော့ဖြည့်ပြီးတော့လေတိုက်ဖေးဖို့လိုအပ်ပါတယ်အဲ့တော့ဓာတ်စားတွေမဲလား နောက်ဘာလုပ်ပေးရအောင်မလဲဆိုရင်ဒါ probiotic လို့ခေါ်တဲ့ဆရာတို့အမုံထုတ်ကလေးတွေလည်းတိုက်ပေးလို့ရတာပေါ့နော်ဒီ probiotics နဲ့ဓာစားနဲ့မမှားဖို့လည်းဆရာတို့လိုအပ်ပါတယ်ဟုတ်ပြီအဲ့တော့ဆရာတို့ဘယ်လိုမျိုးဓာစားကိုရွေးချယ်ပြီးတော့တိုက်ကြမလဲပေါ့နော်ဆိုတော့မိဘတွေကလေဟိုမှားတတ်ကြတာတခုရှိတာဗာလဲဆိုတော့ဆရာတို့ဟိုဓာစားကမျိုးစုံရှိတယ်နော်ဒီကြားထဲက probiotic ကိုလည်းဓာစားလို့မှားပြီးတော့တိုက်တတ်ကြတယ်အဲ့တော့အကောင်းဆုံးကတော့ဆရာတို့ဓာစားအငံတုတ် သို့မဟုတ်ဒီအငံတုတ်ကမှခလေးတောက်လို့ကောင်းအောင်အရသာလေးဖြည့်ဆွတ်ထားတယ်ပေါ့နော်ဝက်ပြဝင်းလျှော့အတွက်တိုက်တဲ့ဓာစာဒါကိုတိုက်တာအကောင်းဆုံးပါပဲနော်အဲ့ဒါကဆရာတို့ဟိုပမာဏမျိုးစုံလာတတ်ပါတယ်နော်ဟိုဖန်ခွက်လေးတစ်ခွက်နဲ့ဖြော်ရတာကော်ဖီခွက်လေးတစ်ခွက်နဲ့ဖြော်ရတာအဲတလီတာနဲ့ဖြော်ရတာဒီလိုမျိုးအမျိုးမျိုးလာကြတာရှိပါတယ်အဲ့တော့အဓိကကတော့ဓာစာကိုတိုက်ပြီးဖို့လိုအပ်တာဖြစ်တယ်အဲဒီနေရာမှာထပ်ခွဲဖို့လိုအပ်တာက အားကစားသမားတွေတောက်တဲ့ အဲ့တော့ဒါပြန်ပြီးတော့ပေါ့နော်ရေတန်းနဲ့စားတဲ့ဆုံးရှုံးလို့ပြန်ဖြည့်ရတယ်အားဖြည့်အချိုရေဓာစားတွေရှိတယ်เนาะအဲ့ဒါတွေကြတော့ဆရာတို့ဝန်ပြောင်းဝန်လျှော်ကလေးပေးလို့မရဘူးဘာလို့လဲဆိုတော့တို့ကဒီချွေးထွက်တဲ့ပမာဏနဲ့ပဲတိုင်းထားတာဝန်ပြောင်းဝန်လျှော်အတွက်ကိုဟိုပေးဖို့အတွက်ထုတ်ထားတာမဟုတ်တဲ့အတွက်အချိုတွေလည်းအများကြီးပါတယ်အဲ့အချိုတွေပါတာများရင်လည်းဝန်ကပိုလျှော်တတ်တယ် เนาะအဲ့တော့ကျတော်တို့ကဓာစာကိုရွေးချယ်တဲ့အခါမှာအကစားတမဓာစာကိုတိုက်လို့မရဘူးအဲ probiotic လို့ခေါ်တဲ့ဥလမ်းကြောင်းဖြစ်ဆွဲအမုံကလေးတွေကိုဓာစာဆိုပြီးတော့မှားပြီးတော့တိုက်လို့မရဘူးဒါခဏခဏမှားတတ်လို့เนาะအဲ့တော့တကယ်တိုက်ရမှာကဆရာတို့ဝန်ပြဝန်လျှော့အတွက်ထုတ်ထားတဲ့ဓာစာကိုတိုက်ရမှာဖြစ်ပါတယ် ခုနောက်ပိုင်းဆိုလို့ရှိရင် WHO ကနေပြီးတော့ဆရာတို့ဒါစာဖော်မြူလာအစ်ကလေးတစ်ခုထုတ်ထားတာရှိတယ်เนาะဆိုတော့အဲ့ဒီဖော်မြူလာထဲမှာဆိုလို့ရှိရင်ဆရာတို့ကဒီ glucose တို့ sodium တို့ဓာတ်တွေကိုပြန်ပြီးတော့ short ချထားတာပေါ့เนาะအဲဘာလို့ short ချထားလဲဆိုဆရာတို့ဒါလေးကို short ချလိုက်လို့ရှိရင်ဥလန်းချောင်းကနေပြီးတော့ဒီဒါစာကိုစုပ်ယူမှုအားပိုကောင်းတယ်ပိုကောင်းတဲ့ခန္ဓာကိုယ်ရဲ့ကိုရေဓာတ်မြန်မြန်ပြန်ရောက်တော့ကလေးအတွက်ပူပြီးတော့မြန်မြန်ဆန်ဆန်နဲ့အာနိသင်ပြတယ် တက်တာစီတယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့ဆရာတို့ခုနောက်ပိုင်း WHO ရဲ့ new formula နဲ့ထုတ်ထားတဲ့ဓာတ်စားလေးတွေလည်းရှိနေပြီဒါလေးတွေကိုဆရာတို့တိုက်ပြီးလို့ရတယ်เนาะဟုတ်ပြီအဲ့တော့ဒါဆရာတို့တိုက်တဲ့ဓာတ်စားလေးပေါ့နော်အဲ့တော့ပမာဏဘလောက်တိုက်မလဲခလေးဝန်းတစ်ခါသွားရင်ဆရာတို့အကြမ်းပြင်းအနေနဲ့90မီလီလောက်ဆုံးရှုံးတယ်လို့သတ်မှတ်တယ်အဲ့တော့အကြမ်းပြင်းပြောရလို့ရှိရင်ဆရာတို့ခလေးဝန်း နှစ်ခါသုံးခါသွားပြီဆိုလို့ရှိရင်ဒါအနည်းဆုံး100 150မီလီလောက်ဝင်သင့်တယ်ပေါ့နော်ဒီထက်ပိုများရင်များတယ်လို့လေတိုက်ပေးဖို့လိုအပ်ပါတယ်ဒါလေးကိုသိထားဖို့လိုအပ်တယ်တော့ဒါဆရာတို့ကတော့ဒါစားတိုက်မယ် probiotics လေးတွေတိုက်မယ်အဲဒီနေရာမှာမိဘတွေတခုအဲစိတ်ပူတတ်တာရှိတာဘာလဲဆိုတော့ကလေးကဝန်းသွားရင်ဘာကျွေးရမှမသိဘူးအစားအသောက်က ကလေးကိုပုံမှန်ဆက်ကြွေးရမှာလားပျော့ပျော့ပဲကြွေးရမှာလားဒီကိစ္စလေးရှိတာပေါ့နော်အဲ့တော့ဆရာတို့အကြမ်းပြပြောရလို့ရှိရင်ကလေးကဝန်းသွားနေတယ်ဒါပေမဲ့ပါဇက်ကစားနိုင်နေဆိုရင်ကြွေးရတယ်အဲ့တခုရရှိတာပေါ့နော်ဆရာတို့အချင်းတွေအဆက်တွေလေပွားစားပဲဒါပါတာတွေကတော့အတီးဟင်းသီးဟင်းရွက်တွေနော်ပွားစားတွေပေါ့နော်ဒါတွေကတော့ short ကြွေးဖို့တော့ဆရာတို့လိုအပ်ပါတယ်ကောင်းတာတော့ပါဇက်ကစားနိုင်နေဆိုရင်ဆရာတို့ထမင်းစီဆန်းကျဲဥပြုတ်ငါးကျော်ကျဲဥကျော်အဲဒါမျိုးလေးကြွေးပေးတာပိုကောင်းတာပေါ့ ဒါပေမဲ့ခုနဆရာပြောသလိုပေါ့နော်အာနာနဲ့တွဲခဲ့လို့အထက်လန်အောက်လျှောဖြစ်ရင်ဆရာတို့ကအမာရီစားလေးခလေးပိုက်ကလက်မခံနိုင်ပြီးပြန်အန်လေးဖြစ်ပါလိမ့်နော်အဲ့တော့အကယ်၍မြအာမာအန်ခဲ့တယ်ဆိုရင်တော့အာန်ပြောက်စေးကိုလည်းဆရာဝန်ညွှန်ကြားချက်နဲ့အညီတိုက်ပါအဲ့ဒီလိုမျိုးအန်နေတဲ့ရင်းမချောင်သေးတဲ့အချိန်မှာတော့အမာရီကျွေးတာထက်စာရင်ပျော့ပျော့ နည်းနည်းခဏခဏဒီလိုလေးကျွေးပြီးတော့ခလေးလေးခံတာတယ်အာဟာရလည်းမပြတ်ဘူးဝင်သင့်တဲ့ပမာဏလည်းဝင်နေအန်လို့နုံးတဲ့နောက်ဆက်တွဲသေးတွေကိုလည်းမခံစားရတော့ဘူးပေါ့နော်ဆိုတော့ဒါကဆရာတို့ဟိုကျွေးရမယ့်ပမာဏလေးပေါ့နော်ဟုတ်ပြီအဲ့တော့ဆရာတို့ဒါကလေးကဖြစ်ပြီဆိုလို့ရှိရင်တော့ကုသတော့မှာပေါ့နော်ကုပြီဆိုရင်ဆရာတို့ဘယ်အချိန်မှာ စေးရုံသွားရမလဲဆိုတာလည်းအရေးကြီးသေးတယ်เนาะဆိုတော့အိမ်မှာဘယ်အချိန်မှာကုလို့ရလဲဘယ်အချိန်ဆိုရင်လွှဲရမလဲပေါ့เนาะဆိုတော့ပုံမှန်ဝန်းလေးသွားတယ်ခလေးရလဲလမ်းနေတဲ့ဒီလိုဝန်ပြဝန်ရှော့ကိုပုံမှန်ပမာဏပေါ့နော်တအားကြီးပန်းနေတာမျိုးလည်းမဟုတ်ဘူးเนาะဆိုတော့အေးလမ်းလဲလမ်းနေဗစက်ကလည်းဝင်နေဆိုလို့ရှိရင်အိမ်မှာပဲကုရပါတယ်เนาะတို့လိုအပ်တာလေးတွေပေးရတာပေါ့လေเนาะအဲ့တော့အရေးပေါ်အခြေအနေသို့မဟုတ်စိုးရင်ရတဲ့အခြေအနေဆိုတာကတော့ခလေးကဝန်ရှော့ရာနဲ့တူတူတအားအံနေတယ် ဘာသာကနေဘာမှမဝင်တော့ဘူးဆိုရင်အရေးကြီးတယ်เนาะအဟာရလည်းပြတ်သွားမှလည်းဆိုရတယ်အန်လို့ပို့ပြီးတော့လည်းခန္ဓာကိုယ်ရဲ့တတ်ထုဓာတ်တွေ electrolyte တွေလည်းပို့ပြီးဆုံးရှုံးနိုင်တယ်အဲနောက်တစ်ခုကအဖျားအယမ်းကြီးသွားရင်အဲ့ဒါဆိုလို့ရှိရင်လည်းဒါကလေးတွေအတွက်တက်သွားနိုင်တဲ့အန္တရာယ်လည်းရှိတယ်တအားနှုံးသွားနိုင်တယ်သို့မဟုတ်တခြားယောဂါတွေများတွဲပြီးဝင်နေသလားပေါ့เนาะဒီလိုလဲဆိုရင်ရတာဘူးเนาะအဲ့တော့ ကလေးသည်တအားအန်လို့ရှိရင်အဖျားတအားကြီးလို့ရှိရင်ဝန်းသွားတာအရေးရေးတွေမကတော့ဘူးဝန်းထဲမှာသွေးစချွဲစတွေပါလာရင်တော့ဝန်းကြိုက်တဲ့ဘက်ရောက်သွားပြီအဲ့ဒါဆိုရင်တော့ဆရာတို့ပိုးသက်စီလူကောင်းလူလာနိုင်တယ်ဒါဆိုရင်တော့ကိုယ်သဘောနဲ့ကိုယ်မတိုက်ရတဲ့အတွက်ကြောင့်မလို့ဆရာတို့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့မှတိုက်ဖို့လိုအပ်တယ်။နောက်တခြားကလေးမှာပေါ့နော်ပုံမှန်မဟုတ်တော့အပြုတ်အမူလေးတွေပေါ့နော်ဘယ်လိုမှကျွေးလို့လည်းမဝင်တော့ဘူး။နှုံလဲနှုံနေတယ်။မျက်တွင်းတွေတအားချိုင်ပြီးတော့ ဒါရေတက်ဆုံးရှုံးတဲ့ကလေးကရေတောင်တောင်းပြီးတော့မတောက်နိုင်တော့အောင်သူ့မှာအားနေနေเนาะဒီအခြေအနေမျိုးတွေဆိုတော့ဒါဆရာတို့အရေးကြီးပါတယ်အဲ့ဒါဆိုရင်တော့ဆရာတို့စေယုံစေတန်းကိုပြဖို့လိုအပ်ပါတယ်နောက်တစ်ခုအရေးကြီးတာဆရာတို့ကကာကွယ်ဖို့လေเนาะအဲ့တော့ကာကွယ်ခြင်းသည် ကုတာချင်းထက်ပို့ပြီးတော့ထိရောက်တယ်အဲ့တော့ကာကွယ်ဖို့ကဘာတွေကာကွယ်မလဲဆိုတာလည်းသိဖို့လိုအပ်တယ်။เนาะအဓိကတော့ဆရာတို့တန်ရှင်းရေးပေါ့เนาะဒါဆရာတို့ ကလေးအသက်ပေါ်လဲမူတည်သေးတာပေါ့ဥပမာတို့လာသားကလေးလေးတွေပေါ့နော်တို့ကတို့ဘာမှမလုပ်နိုင်သေးတဲ့အရွယ်လေးတွေဆိုရင်ဒါမိဘတွေသို့မဟုတ်အုပ်ထိန်သူတွေကနေပြီးတော့ပြင်ဆင်ပေးရတာပေါ့နော်အဲ့တော့노ဘူးပြင်ဆင်ပေးတယ်ဆိုရင်လည်း노ဘူးပြင်တဲ့နေရာမှာတန့်ရှင်းဖို့နော်လက်တန်မယ်လက်ကတန့်ပြီဆိုရင်လည်းပြင်ပေးတဲ့노ဘူးကတန့်မယ် no မောက်ကလည်း experiment မဖြစ်တော့နော်ဒိတ်ကောင်းတော့ no မောက်ဖြစ်ရမယ်ကလေးစီတိုက်တဲ့အခါမှာလည်းဒါကလေးပါဇက်သေးကိုထည့်တဲ့အဆင့်အထိတန့်တန့်ရှင်းရှင်းလေးဖြစ်ဖို့လိုအပ်တယ် အတိုက်ပြီးပြန်ဆေးမယ်ဆိုရင်လည်းတန်တန်ရှင်းရှင်းဖြစ်အောင်လို့ဆရာတို့ဆေးပေးဖို့လိုအပ်ပါတယ်เนาะဒီအချက်ကလေးတွေကိုဟိုခေယူဆိုင်ဖို့လိုအပ်ပါတယ်ခလေးကြီးတွေဆိုလို့ရှိရင်လည်းပြင်ဆင်ပေးတဲ့နေရာမှာစားတောက်တဲ့နေရာမှာပကံဆေးဖို့နော်သူစားတောက်ပြီးသူကသူမဆေးနိုင်တော့မိဘတွေကတေချာဆေးတေချာလေးသိမ့်ဖို့နော်လိုအပ်ပါတယ်ဟုတ်ပြီအဲ့တော့ဆရာတို့ဒီထဲမှာမှာအရေးကြီးဆုံးအချက်ကတော့ဆရာအများရန်ပြောပါတယ်ဘာယောဂါပဲဖြစ်ဖြစ်အရေးကြီးတာတစ်ခုကလက်ဆေးပါ ဆိုတော့ဒီလိုမျိုးဝန်ပြဝန်ရှောင်းမှာဆိုလက်ဆေးတဲ့အခြေအားပိုးတော့အရေးကြီးသေးတယ်နော်အဲ့တော့ပြင်ဆင်ပေးတဲ့လူကြီးမိဘတွေအုပ်ထိန်းသူတွေကလည်းလက်ဆေးတဲ့အလေးအကျင့်ခေါင်းလေးရှိဖို့လိုအပ်တယ်လို့ကလေးငယ်ကိုလည်း तू သိနိုင်ပြီပေါ့နော်ဒီလက်ဆေးတဲ့အသည့်လေးကို तू သိပြီသူ့လက်ကို तू ဆေးနိုင်ပြီဆိုတဲ့အချိန်ကစပြီးတော့ကလေးကိုလက်ဆေးတဲ့အလေးအကျင့်လေးကိုဒါနီးစနစ်တကျဆေးတတ်အောင်လို့ သင်ပေးဖို့လိုအပ်ပါတယ်ဒါကအရေးကြီးတဲ့အချက်ကလေးတွေပါအဲ့တော့အထွေထွေအနေနဲ့ဆရာတို့ပြောရမယ်ဆိုလို့ရှိရင်เนาะအစာအသောက်တွေကိုလည်းရင်မနာအောင်ဂယူးဆိုင်ပါရက်မလွန်အောင်ဂယူးဆိုင်ပါအစာအသောက်ကိုပြင်ဆင်တဲ့နေရာမှာအသုံးပြုရရေဒါတွေကအစသတ်မှတ်ရှင်းရှင်းဖျောက်ဂယူးဆိုင်ပေးမယ်ဆိုရင်เนาะဆရာတို့ဝန်ပြဝန်လျှောကိုအတိုင်းတာတစ်ခုအထိကာကွယ်ပေးသွားနိုင်မှာပဲဖြစ်ပါတယ်เนาะ ီတော့ဝမ်းပြောင်းဝမ်းလျှောဖြစ်ပြီဆိုရင်အဓိကအချက်ကတော့ဝန်အရေတွေအများကြီးသွားတဲ့အထဲမှာရေဓာတ်နဲ့စားဓာတ်တွေဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝန်သွားတဲ့အချိန်ကြီးများလေလေဓာတ်စားကိုလည်းလိုအပ်တဲ့ပမာဏပေါ့နော်ထိထိရောက်ရောက်ဖြစ်အောင် ို့ပြီးတော့တိုက်ပေးရလေလေဆိုတာလေးကိုလည်းမမေ့စေချင်သလိုခလေးရဲ့အာဟာရမပြတ်သွားအောင်သူ့ရဲ့အခြေအနေနဲ့ပေါ့နော်အန်နေလို့ရှိရင်လည်းအန်နေတဲ့အလျောက်ခပ်ပြော့ပြော့လေးကျွေးကြမယ်စားနိုင်နေရင်လည်းစားနိုင်နေတဲ့အလျောက်သူနဲ့တင့်တော်တဲ့အစားအသောက်ပမာဏလေးတွေကိုဆက်ပြီးတော့ ကျွေးပြဖို့လိုအပ်တယ်ဆိုတဲ့အချက်ကလေးကိုလည်းတည်ထားဖို့လိုအပ်ပါတယ်အရေးကြီးတဲ့ကလေးကိုပဲအချိန်မှာเนาะအရေးပေါ်ဆေးရုံပြရမယ်စီကံပြရမယ်ဆိုတဲ့အချက်ကလေးတွေကိုလည်းမမေ့ဖို့လိုအပ်ပါတယ်ဒါဆိုရင်เนาะကလေးဟာဝန်ပြဝန်လျှောဖြစ်ပြီးဆိုရင်လည်းဆရာတို့ကောင်းမွန်တဲ့အုတ်ထိန်မှုအောက်ကနေပြီးတော့တဖြည်းဖြည်းနဲ့ပြန်ပြီးတော့ကောင်းမွန်လာနိုင်မှာပဲဖြစ်ပါတယ်เนาะ ဒီနေ့ပြောပြပေးခဲ့တဲ့ဝန်ပြက်ဝန်လျှောဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကလေးမိဘများအားလုံးကျမ်းမာရေးဗဟုသုတတွေရရှိလိမ့်မယ်လို့ဆရာမျှော်လင့်ပါတယ်။နောက်နောက်အစီအစဉ်တွေမှာလည်းဆရာထပ်ပြီးတော့ဗဟုသုတတွေမျှဝေပေးသွားမှာဖြစ်ပါတယ်။အားလုံးကျမ်းမာကြပါစေလို့ဆုတောင်းပေးပါတယ်ဆရာဒေါက်တာဆိုင်းမြတ်သူပါ။